မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းကတော့ MNTAA နဲ့စက်ကောင်စီကုမင်းဆွေနွေးပွဲထမင်မောင်မြတ်မှုကြောင့် MNTAA အနေနဲ့နေပြည်တော်အထက်စက်တိမ့်မှုကျင်းပလိုက်ပြီးပြည်ဦးလုံးကိုအခုညတိုက်နေမည်ဖြစ်ကြောင်းသိရှိရပါတယ်ကုကန်တက်ဖွဲ MNTAA နဲ့စက်ကောင်စီတို့တရုတ်နိုင်ငံကုမင်းမြို့ဆွေနွေးပွဲတွင်တဘောတူညီချက်မရှိမရှိပဲပြည်ဆောင်တော်ကြောင့်စံသိရှိရပါတယ် ပြီးခဲ့တဲ့မေလ20ရက်နေ့တွင်တရုတ်၏ကြာဝန်စစ်စစ်ညှိနှိုင်းမှုဖြင့်စစ်ကောင်စီနှင့်ကုကင်တပ်ဖွဲ့ MNDAA တို့တရုတ်နိုင်ငံကုမင်းမြို့တွင်တွားရောက်တွေ့ဆုံကြပြီးနေမင်းအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီးဆွေးနွေးရခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲအတွင်းကုကင်တပ်ဖွဲ့သည်လာရှုမြို့အတွင်နေမင်းခွေအုပ်ချုပ်ဖို့တောင်းဆိုခဲ့ပြီးစစ်ကောင်စီဘက်မှကုကင်တပ်ဖွဲ့ MNDAA ကိုလာရှုမြို့မှာ တဆုတောပယံတောဆုခေဒီအတောချောတဘောဒူညေချက်မယာရှိခေဘေဆွေနွေပွေမောင်မြန်ခေချောစစ်ရေးတရင်ရမြင့်ထမတီရှိရပါတယ်သူတို့ဆွနွေပွေမောင်မြန်တိအတောချောကိုကန်ထင်းချုပ်နေမြေအတွင်နေထိုင်ကြသည့်ဒေရခင်များသည့်တိုက်ပွဲတပန်းထမင်ဖြစ်မှာကိုစိုးရင်နေကြောင်းလာရှုမြို့ဒေရခင်အမျိုးသားတို့ကပြောဆိုထားပါတယ်ဆွေရွေပွေမောင်မြန်တို့ ကျွန်တော်တို့လည်းတိုက်ပွဲပြန်ဖြစ်မှာကိုတော့စိုးရင်တော့ဗောလင်းရင်နဲ့ပုံးလာချိန်မှာပူကြောက်ရတယ်တိုက်ပွဲဖြစ်ရင်ကျွန်တော်တို့ပြည်သူတွေကပူပြီးထိခိုက်ကြရလေဟုလကောင်းအမျိုးသားကပြောဆိုထားပါတယ်သူဆွေးနွေးပွဲမှုမတိုင်ခင်စက်ကောင်စီနဲ့ MNDA အဖွဲ့တို့တရုတ်ကတဖွေချင်းတည်တဲ့အရင်ခေါ်တွေ့ခဲ့ကြောင်းသိရှိရပါတယ်။ဆွေးနွေးမှုမောင်းမြင်ခဲ့တော့လေလက်ရှိအချိန်အထိလာရှုမျိုးအတွင်း ငိမ့်တက်မှုရှိနေပြီးကိုကန်တဖွေပလေတဆုတ်ခွာခြင်းမရှိသေးပေအခုလောလောဆယ်တော့အေးချစ်ချင်းပဲရှိပါသေးတယ်ကိုကန်တတော်တွေလည်းပုံမှန်တွားလာနေကြတယ်သူတို့လည်းပြည်သူတွေနားမှာမြေတွေငှားယူနေကြတယ်ကျွန်တော်တို့ကြတာတော့အပြိုဒီဆိုင်မဲတဲ့ကျွန်တော်တို့အထင်တော့ကိုကန်တကတော့လာရှုကနဲ့လွေလွေနဲ့ပြန်ဆုတ်ပေးမှာမဟုတ်ဘူးအခုတော့သူတို့အလုတ်လုတ်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေကနေတနေ့စာချုပ်နဲ့မြေကွက်တွေဟာလေလေဟု၎င်းကဆိုပြင်ပါတယ်အလားတူလာမည့်တခြင်းအတွက်လာရှုမျိုးအတွက်ကိုကန်တက်ဖွဲ့ဦးဆောင်ပြီးမန်တက်ပြုလုပ်ပေးနေပါတယ်ကိုကန်တက်ဖွဲ့ဒီလာရှုမျိုးမှာတက်ဆုခွာရင်ရှိမရှိကိုတရှိရင်အတွက်ကိုကန်တက်ဖွဲ့ MNDAA ပြိုးရေးဆိုခွန်ရှိသူတန်တန်မှတ်စက်စက်တွေခေတော်လေစက်တွေမရခင်ပြီကိုကန်တက်ဖွဲ့နဲ့စက်ကောင်စီတို့တွေ့ဆုံဆွေးနွေးပြီး အီဘီလာအတွင်းစက်ကောင်စီနဲ့တောင်းအမျိုးသားလွတ်မြောက်ရေးတက်မတော် TNLA တို့တွဲဆုံဆွေးနွေးရစီကြောင်းတရှိရပါတယ်တထောင်290စစ်စင်ရေးနောက်ပိုင်းစက်ကောင်စီနဲ့ညီတော်မဟာမိတ်တို့ဒီတရုတ်နိုင်ငံနဲ့ကိုယ်ကျိန်တိုင်တိုင်တွဲဆုံဆွေးနွေးခဲ့ကြပါတယ်တထောင်စင်ကစနေဝရလအတွင်းတော့စက်ကောင်စီနဲ့ကိုယ်ကန်တက်ဖွဲ့တို့ကအပြစ်ရစီကြောင်းကိုတရုတ်အာဏာပိုင်ဖက်ကကြေညာခဲ့တော်လဲ ကယကံရှင်များကတရားဝင်ထုတ်ပြန်ပြောဆိုလာခြင်းမရှိခဲ့ပေ